မင်္ဂလာပါရှင်။ဣတိစိဟမြမအော်ရီယိုဘုကအနေပြန်လဲကျူဆွန်လိုက်ပါရရှင်။ဒီနေ့ဖျက်ပြပေးမိခေါင်းစဉ်လေးကတော့ပျော်စရာအင်္ဂလင်။ဆမကြီးခင်းနေကြည်သားရေးသားထားတဲ့ချစ်သက်တူကိုတတိယလေခါစာအုပ်ထဲကမြမလေးသွဲစာစုတွေဖြစ်တဲ့ခေါင်းစဉ်တစ်ခုကတော့ပျော်စရာအင်္ဂလင်။ပျော်စရာအင်္ဂလင်။မြမလေးရေဘဝတည်ငြိမ်ရေးတတ်ဖို့အကျဉ်းပျော်ရွှင်ဖို့နေစရာအင်္ဂလင်တစ်လုံးရှိတယ်။အဲ့ဒီအင်္ဂလင်လေးမှာပူလာမှုတွေမရှိဘူး။ ရှုပ်ထွေးမှုတွေမရှိဘူးစိတ်ညစ်စရာတွေမရှိဘူးအဲ့ဒီအိမ်လေးထဲမှာပဲစစ်မှန်တဲ့ပျော်ရွှင်မှုတွေရှိတယ်အဲ့ဒီအိမ်ဆိုတာတတိအိမ်ပဲတတိဆိုရင်အိမ်မှာပျော်စရာမေတ္တာတရားတွေရှိတယ်ငြိမ်းချမ်းတဲ့တမာရီပညာတွေရှိတယ်အပူကင်းတဲ့ကိနာဥပ္ပခါရရှိတယ်။ဘဝအာမခံချက်တွေကိုပြီးစွမ်းနိုင်တဲ့ဒါနသီလဘာဝနာတွေရှိတယ်။တတိဆိုတဲ့အင်ဟာအင်သားတွေကိုဘီကင်းအောင်ဆောက်ရှောက်ပေးတယ်။နှွေးထွေးအောင်လုံခြုံမှုပေးတယ်။ဒါကြောင့်ဒီမှာလေး လောကနှောင်အိမ်မှာဘဝမောရတဲ့အခါတတိအိမ်မှာခုံရင်သာဆက်အင်းချမ်းညီသက်စွာနေနိုင်ပါစေလို့အမကတော့ဆန္ဒပြုလိုက်ပါတယ်ရှင်ဒီကနေ့တော့ကတော့ဒီလောက်ပဲဖြစ်ပါတယ်နောက်ဆက်ပြီးခေကြတော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်တာယာသောနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ရှင်